တချာမင်းကိုယ်တိုင်တည်ထားကိုယ်ွယ်ထားတဲ့စံတော်ရှင်စီဒီဒီကနေ့မှာတော့စံတော်ရှင်စီဒီဖြစ်တဲ့ချက်သေးရောဖျားသမိုင်းကိုပြောပြပေးသွားပါမယ်။ ။ရှင်တယောအခါမှာမြတ်စွာဘုရားကမဟာတက္ကရေတရားသက်သက်ခုနှင့်ဆောင်းရည်ဒီမှာတုဝနဘူမိတထောင်ပြည်ကိုကြွချီတော်မူခဲ့ပါသည်။သထံမယင်တိတ္တဓမ္မတိဟယသမေနမူမပြီသူအပေါင်းတို့ကစံကြောင်းတော်မန္တချိကိုဆုံးလုံးလူဒန်းခဲ့ကြပါれမြတ်စွာဘုရားဟာသူမင်္ဂလာမန္တတော်မှာခொနည်းတန်တန်စံတော်မူနေစဉ်မြတ်စွာသောဝေနယတတ္တဝါတို့ကိုတရားတော်အမြိုက်စေးတိုက်ကြွခဲ့ပါれ သောအခါမှာကိစ္စဂိရိတောင်ကတိတ္တကုမရယတိဗန္ဓဝဂိရိတောင်မှတိဟကုမရယတိကုတိနယောင်ကယတိအခြားသောယတိ၆ပါးတို့ဟာမြတ်စွာဘုရားကိုဖူးမြော်ကြတော့အကြပြေနောင်ဓာတော်မွေတော်များချင်းမြင့်မဆာရန်၆ထာတောင်းပန်ကြသဖြင့်မြတ်စွာဘုရားဟာယတိတပန်းနှင့်စံတော်မြတ်သစုပေတနာတော်မူခဲ့ပါသည်။နောက်နေ့ရမှာတော့အခြားသောယတိ၇ပါးဟာလည်းဘုရားရှင်သာစံတော်မြတ်တောင်းခဲ့တာကြောင့်မြတ်စွာဘုရားဟာယတိတပန်းကို နိတုစံတော်ရှင်ပေးသနာတော်မူခဲ့ပါတယ်။တိတ္တဓမ္မတိဟယသမင်းဟန်လင်းမြတ်စွာဘုရားကိုရှောက်ကစံတော်နှစုကိုရခဲ့ပါတယ်။ ကလန်အတော်တန်ကြတော့ခါယတိလျှောက်ပါသည်အပါဝင်ဖြစ်တဲ့ဒုခလွန်တောင်းကယတိနေကုသိနာတော်ယတိတော်မှာအိုမေမစွမ်းရှိကြသည့်အပြင် အနာယောဂါကဆွဲလာတာကြောင့်မိမိတို့မခွဲလို့မီယရှိထားတဲ့စံတော်ကိုဗုဒ္ဓနာယတိအားပေးအပ်ခဲ့ပါသည်ဗုဒ္ဓနာယတိကစံတော်တုံးစုကိုမပြောင်းမပြတ်အောင်မိမိရဲ့စံချင်းအသွင်မှာပဲစီးနောင်ထားခဲ့ပါသည်နောက်နှစ်ကလအတော်တန်ကြပြီးနောက်ယတိကြီးအားအနာယောဂါနှိမ့်ဆက်တာကြောင့် ခဲ့၍ငါခွဲလွန်သွားခဲ့ရင်စံတော်တောင်းစုကိုဘယ်လိုသာခဲ့ရမလဲဟုသွေးတော်ဘူပန်ခဲ့ရပါလေသူအခါမှာတကြမင်းလဲလူပြည်ကိုစင်ကရတေကြီးရဲ့စံတာအတန်ရတေကြီးရဲ့ဥကောင်းနဲ့သူရဲ့ကြောက်တောင်းကိုရှာဖွေကကြောက်တောင်းတဲ့ကိုတန်လျက်နဲ့ထွင်ပြေးစံတော်တစုကိုသာပနာခဲ့ပါလေသူကြောက်တောင်းပေါ်မှာတည်ထားခဲ့တဲ့စီရီတော်ကိုမွန်ပါတာဖြင့်ချိတ်ဤစော်ယူမြမပါတာဖြင့်ရတေရောတော်ဖျားဟုခေါ်ဆိုခဲ့ ဲ့ပါသည်နောင်ကာလအနည်းငယ်ကြာတဲ့အခါမှာတော့ကျဲဤဆော့ယူမှကျိုက်သီယူဟုစကားရွှေရောလာခဲ့ပါသည်ကျန်းစံတော်နှစ်စုကိုလည်းတောင်ပေါ်အတိတိမှာတရားမင်းကသာပနာခဲ့ပြီးသူစီရီတော်တွင်ဟာကေလာတနှင့်ကုတိနာတော်ဖျားဟုထင်ရှားခဲ့ပါသည်